မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့မကောင်းသောနမိတ်များအကြောင်းနဲ့ပပောက်အောင်လုံနည်းများဖြစ်ပါတယ်မော်လမြိုင်မြို့ယတနာဘုံမြင့်ဆရာတော်ကြီးနဲ့မုံရွာမြို့လေဒီဆရာတော်ကြီးနှစ်ပါးတို့မှကိုတွေ့များကိုအခြေခံပြီးတိုင်ပင်ရေးသားခဲ့တဲ့ယောဂန္ဓရာဒီပနီကျမ်းမှာကောက်နှုတ်တင်ပြပေးခြင်းဖြစ်ပါတယ်ဤကျမ်းစာကိုနိုင်ငံမြို့ရွာနှံ့ပြအောင်အားထုတ်တော်သူသည် နိုင်ငံမျိုးရွာ၏အသက်ကိုကယ်ဆယ်သူဖြစ်၏ဤကျမ်းစာကိုကြည့်ရှုသူတို့သည်လည်းအမှတ်မဲ့မကြည့်ကြဘဲဂယုဆိုင်၍ကြည့်ရှုကြရမည်လို့ဤတန်းမှာရေးသားပြီးလမ်းညွန်တိုက်တွန်းထားပါလေဤကျမ်းတွင်ပါဝင်သောမျိုးရွာအိမ်ကြောင်းလို၌ကဲ့ရောကသို့မဟုတ်ဘေးဥပ္ပတ်ဆက်ရောက်မည်ကိုကြိုတင်၍သိနိုင်သော အတိတ်နမိတ်ထုများအကြောင်းကိုတင်ပြပါမယ် ခွေတတဝါတို့အထူးစုဦးခြင်းနေခါ၌ကြီးတတဝါတို့အထူးစုမြန်ခြင်းညအခါ၌အိန္ဒိယတစ်ပင်တို့မှကြီးတတဝါတို့ထားကြွလှူရှားခြင်းညအခါ၌မျက်စိုးတို့မြည်တွင်ခြင်းမိမိတို့မျိုးတွင်ရွာတွင်တို့တရေခေါ်သော လူမိကြီးများဘလူးခေါ်သော လူနဲ့ကြီးများတဖက်ခေါ်သောလူဖြူကြီးများဝင်လာသည်ဝက်ကောင်ကြီးများဝင်လာသည်နောမတန်ခန့်ရှိသော ခွေးကောင်ကြီးများဝင်လာသည် တထွာတမိုက်ခန့်အမှုရှိသော ရေတပတ်ကောင်ကြီးဂုံတပတ်ကောင်ကြီးများဝင်လာသည်ဟုအိမ်မက်မြင်မှချင်းအချားအိမ်ပေါ်တိုက်ပေါ်သို့လာကောင်းမိမိအိမ်ပေါ်တိုက်ပေါ်သို့လာကောင်းထိုကောင်ကြီးများတက်သည်ဟု အိမ်မက်မြင်မှချင်းညအခါ၌မိမိတို့မျိုးတွင်ရွာတွင်မှ ထိုကောင်ကြီးများတွာလာ၍နေသည်ကိုကိုယ်တိုင်တွေ့မြင်ကြခြင်းမိမိတို့ဝင်တဲ့ခြံထဲမှာတိုက်နောက်ဖေးအိမ်နောက်ဖေးများ၌ကိုယ်တိုင်မျက်မြင်တွေ့မြင်ကြခြင်း နေဝင်စားအခါမြို့ရွာအနီးမှာ တွေ့မြင်ကြခြင်းညအခါမြည်ရတဲ့အင်းရီထဲမှတက်လာ၍မြို့ရင်းရွာတွင်သို့ဝင်ကြသည်ကို၎င်းအိမ်ပေါ်တိုက်ပေါ်သို့တက်ကြသည်ကို၎င်းအိမ်မက်မြင်မခြင်းမြစ်စိတ်များတွင်နေဝင်စားခါမြည်ရီထဲမှဘွားကနေဘွားကနေပေါ်ကြ၍မြို့ရင်းရွာတွင်သို့ဝင်ကြသည်ကိုဒိဋ္ဌတွေ့မြင်ကြခြင်းရီထဲမှပေါ်လာ၍မိမိတို့လေပေါ်သို့တက်လာသည်ကို၎င်း သူတပားလေပေါ်တို့တက်လာသည်ကိုလကောင်းကိုယ်တိုင်ဒိဋ္ဌတွေ့မြင်ကြခြင်းမြို့တွင်ရွာတွင်ဝင်းတွင်ခြံတွင်တို့၌မိမ့်မနဲ့ကြီးများကိုတွေ့မြင်ကြခြင်းလူနေပါသောအိမ်ကြီးတိုက်ကြီးចောင်းကြီးများ၌အိမ်အောက်အိမ်ပေါ်တိုက်အောက်တိုက်ပေါ်ចောင်းအောက်ចောင်းပေါ်တို့မှာပင် တွေ့မြင်ကြခြင်းမြို့တွင်ရွာတွင်တို့ဆင်တွေကြားတွေဝင်သည် နွားတွေကျွဲတွေဝင်သည်ဟုအိမ်မက်မြင်မက်ချင်းမြို့ရင်းရွာတွင်မှမီးလောင်သည်ဟုမြင်မက်ချင်းတမျှတိုက်သည်ဟုမြင်မက်ချင်းဇက်ပွဲပြုလုပ်သည်ဟုမြင်မက်ချင်းနေ့အခါ၌မြို့ရင်းရွာတွင်သို့ကြာတစ်တောယုံတမင်တရေတောကျက်ဆသော တောတရိဆန်တို့ဝင်ချင်းအိမ်ပေါ်တိုက်ပေါ်မှ အခိုးတလူလူထသည်ကိုမြင်ရချင်းရှိကညောင်တုံးမျိုးတွင်ကြုံခဲ့ဘူးသည်ညအခါ၌မြို့ရင်းရွာတွင်မှ အပုံနဲ့လိုင်ခြင်းရှေးကဟင်္ဒရာမျိုးတွင် ကြုံခဲ့ဘူးသည်မြို့ပေါ်ရွာပေါ်မှာကြီးလက်ရများစွာဝဲခြင်းမြို့ပေါ်ရွာပေါ်မှာမိုးတိမ်မီမိုးတိမ်ဝါတို့တောက်ခြင်းမြို့ရင်းရွာတွင်မှာရင်ကောင်ကြီးရင်ကောင်ငယ်တို့အထူးမြပြခြင်းအိမ်တွင်တိုက်တွင်မှာအိမ်မြောင်ရင်ကောင်ကျွတ်တတဝါတို့ကြာ၍ရုတ်တရက်တည်ဆုံးသည်ကိုတွေ့မြင်ကြခြင်းအသေးကောင်များစွာကိုတွေ့မြင်ကြခြင်း နွားကျွဲတတော်ရို၌ကဲ့ယောကကြာရောက်တတ်သောနမိတ်မှာညအခါ၌နွားချံကျွဲချံတို့မှနွားကျွဲတို့တယုံယုံရှိခြင်းနေအခါတောအရ၌တောချုံရှိရာတို့မှတယုံယုံလန့်ခြင်းမြင်းတို့စိတ်တို့၌လည်းကပ်ဥပကြာရောက်တော်မူဆိုလျင်ထို့အတူတစုံတစ်ခုဖောက်ပြန်မှုပေါ်လာခြင်းဤလုံးစုံသောတိတ်နမိတ်ထူးများသည် ရှိရှိအခါတို့၌လည်းကဲ့ယောကဆက်ရောက်ခါနီးတွင် ထင်ရှား၍လာကြမည်ဖြစ်၏ ယောဂန္ဓရတိပဏိချံတွင်ဤတိတ်နှမိထုများအားပပျောက်အောင်ပြုလုပ်နည်းများကိုအသေးစိတ်ရေးသားလမ်းညွှန်ထားတော်လဲအချို့နည်းများကမျက်မှောက်ခင်မှာလှုပ်ဆောင်မှုမဖြစ်နိုင်တာများလဲပါလို့လှုပ်ဆောင်မှုမခက်ခဲတဲ့နည်းများကိုသာတင်ပြပေးပါမယ်။မြို့ရွာတို့၌ခွေးတို့အထူးဥစုခဲ့သောထိုအရက်တွင်းတို့ဘလူးတပတ်တို့ဝင်ရောက်ကြကုန်ပြီလို့မှတ်ပါ။ထိုအရက်သူအရက်သားတို့ကခွေးစုဥရာနေရာ၌အုတ်ခဲကြောက်ခဲ။ လောက်လေးတို့နဲ့အတင်းလိုက်၍ပြစ်ခတ်ကြရမည်။အုတ်ခဲကြောက်ခဲလောက်လေးဒုတ်သားတို့ကိုအတင်းရှိစေရမည်။ခွေးဥချင်းမပြောက်သေးသည်မထိုအရက်ရှိယောက်ျားများညအခါ၌မအိယာဒုတ်သားကင်ဆွေ၍ဝင်းထဲခြံထဲမှလှဲ့လေ၍နေကြရမည်။အာယုံတက်မှအိတ်ကြရမည်။နေခါကြီးပြိုခဲ့သောထိုအရက်တွင်သို့ဘလူးတပတ်တို့ဝင်ရောက်ကြပြီလို့မှတ်ပါညအခါ၌လူအိတ်ချိန်မှာတစ်ပင်မှာဆင်း၍အရက်တွင်သို့ဝင်ရောက်ကြကုန်၏ ဘလူးတပတ်တို့အစင်းအတက်၌ကြီးတို့လှုပ်ကြ၏အနီးနားမှရှိနေသူများကကြီးပြိုသော နေရာသို့လာရောက်၍ပြစ်ခတ်တီးခေါက်ချင်းချောက်ပြီးနှင်ထုတ်ကြရမည်ညအခါတစ်ပင်ထက်အိတ်နေသောကြီးများမိကြလမ်းကြလှုပ်ရှားကြသော ထိုပင်ထက်မှဘလူးတရေတို့တက်နေကြပြီလို့မှတ်ပါ ထိုတစ်ပင်ကိုကြောက်ခဲလောက်လေးလိုနဲ့ပြပောက်နေထုတ်ပါပြီးရင်ထိုတစ်ပင်မှာဟီဒုပစ္စည်းရောစသော24ပစ္စည်းကိုပတ်မိအောင်ရေးပါ စုခတ်တွေကိုထိုတစ်ပင်ပက်လယ်မှာကတ်ထားပါတစ်ပင်ဆောင်လက်တို့မနေတာရှိတဲ့လို့ပြောက်ကင်းသွားပါကဖြစ်ပြရမည်။ညအခါငှက်ဆူထိုးမိတွင်ကဲ့သို့ထိုအရက်မှာဘလူးတပတ်တို့ဝင်ရောက်လာကုန်ပြီလို့မှတ်ပါ။ထိုအရက်၌သုံးရက်တိုင်တိုင်ပြစ်ခတ်တီခေါက်ချင်းချောက်ပြီးနှင်ထုတ်ကြရမည်။ထိုတစ်ပင်မှာပရိကာရာများရေးထားရမည်။မြို့တွင်ရွာတွင်သို့လူနဲ့ကြီးများလူနီကြီးများလူဖြူကြီးများဝက်ကောင်ကြီးများ ခွေးကောင်ကြီးများရေတပတ်ကောင်ကြီးများကုန်းတပတ်ကောင်ကြီးများဝင်လာသည်ဟုအိမ်မက်မြင်မခြင်းထိုကောင်ကြီးများကို အချို့ကအမှန်တကယ်တွေ့မြင်ရပါက ထိုရက်တိုင်းသို့ဘလူးတပတ်တို့ဝင်ရောက်ကြကုန်ပြီအိမ်မက်မြင်မသူတို့ကလူအများကို အမြန်ပြောပြ၍နှင်ထုတ်ကြရမည်ကိုယ်တိုင်မြင်တွေ့ကြရ၌တွေ့မြင်သူတို့ကမြို့ပြင်ရွာပြင်သို့ထွက်အောင်အတင်းလိုက်၍ပြစ်ခတ်ကြရမည်ဒိဋ္ဌတွေ့မြင်ကြရ၌အလန့်အထိတ်မရှိသူတို့မှာဘေးဥပါဒ်မရှိပါ ထိတ်ချင်းလန့်ချင်းရှိသူတို့မှာဘေးဥပ္ပဖြစ်တတ်၏လက်နက်မီးရှိသောသူဓာရှိသောသူ ကိုနိုင်ဂါထာမဏိယဆေးဝါးလက်ဖွဲ့လက်ဖွဲ့ခြေဖွဲ့ရှိသောသူတို့မှာထိတ်လန့်ချင်းရှိကြတော့လေမတက်နိုင်ကြပါဘူးအ ਨੇ ဆုံးစုခက်လက်နိုင်ရှိလျင်ပင်မကတ်ဝန်ပါဘူးနှုတ်မှတရဏဂုံသုံးပါးကိုရွတ်ဆို၍နေသောသူများကိုလည်းမကတ်နိုင်ကြပါဘူးဝင်းပေါ့ချံပေါ့၌မိတဲ့ရထားလျင် ထိုဝင်းထိုချံတို့မဝင်နိုင်ကြပါဘူး မြူတဲ့ရွာထဲမှာပွဲလန်းသပင်ခံတယ်လို့အိမ်မက်နမိတ်မြင်မှတ်ခဲ့တော့ပွဲလန်းသပင်ခံရအရက်မှာနှင်ထုတ်ကြရပါမယ်ညအခါ၌နွားချံကျွဲချံတို့မှာနွားကျွဲလန်းခဲ့တော့ထိုချံတွင်းတို့ဘလူးတပတ်တို့ဝင်ရောက်နေပြီးနွားကျွဲတို့ကိုထိုချံတွင်းမှာထုတ်၍ဝေးရမှာထားပါထိုချံတွင်း၌ပြည့်ရွတ်ခြင်းကမဝါဖတ်ခြင်းပြုတ်ကြီးရှိန်ခူကြီးဖြန်းထားခြင်းတို့လှုပ်ဆောင်ပါမိညင်း ိုးစိတ်တို့ကိုလည်းထိုနည်းတူမှတ်ပါ နေ့ခါတောချုံရှိရာမှနွားကျွဲတို့လမ်းခဲ့သောထိုတောချုံမှာဘလူးတပတ်တို့ရှိနေပြီးနွားကျွဲတို့ကိုထိုတောမှအမြန်ထုံ၍တခြားသောတောမှခုနှစ်ရက်ခန့်ကြောင်းပြီးမှထိုတောမှပြန်ကြောင်းပါပြိရီပြိပန်းပြိတဲတို့ကိုလည်းနွားချံကျွဲချံတို့၌အရန်အတားပြုလုပ်ထားပါ ပရိချီများကိုလည်းထိုနွားကျွဲတို့၏လယ်ပင်မှဆွတ်ထားပါဤကားနမိတ်တစုံတစ်ခုပေါ်ပေါက်ခဲ့သောပပြောက်အောင်ပြုလုပ်နည်းများဖြစ်သည်ဤတွင်မကောင်းသောနမိတ်များအကြောင်းနှင့်ပပြောက်အောင် ကုသနည်းများပြီးဤနောက်လဲဘ ഹു တုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အစ်စ်တင်တိုင်းတည်ရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီး ။အောက်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီးမေးမြန်းလိုသည်များအကြံပြုလိုသည်များလည်း comment မှာရေးပေးသွားပါအောင်နော်။ကျေးဇူးတင်ပါတယ်။အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။